2025ခုနှစ်ဒသမမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲအပိုင်း1အတွင်မဲဆန္ဒနဲ့တချို့မှဝင်ရောက်ရှင်ပြိုင်ရွေးချယ်ခံမဲ့သူမရှိတာကြောင့်ကိုယ်စားလှယ်လုံး30ကျော်ဟာအလိုလျောက်လွတ်တော်အမတ်ဖြစ်မယ်လို့သိရပါဗျ။ UEC က အော်တိုဝါ25ရက်မှာထုတ်ပြန်ထားတဲ့စည်ရင်းတွေအရမဲဆန္ဒနယ်30တနေရာမှာဝင်ရောက်ရှင်ပြိုင်ရွေးချယ်ခံမဲ့သူမရှိတာကြောင့်အဆိုပါမဲဆန္ဒနယ်တွေမှာဝင်ရောက်ရွေးချယ်ခံမဲ့တဦးရီသောကိုယ်စားလှယ်လောင်းတွေဟာအလိုလျောက်လွတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ်ကြီးညာခံရမှာဖြစ်ပါတယ်။ပြည်သူ့လွတ်တော်မှာတဦးရဲတော်ဝင်ရောက်ရွေးချယ်ခဲ့မဲ့မဲဆန္ဒနေမျိုးတွေဟာကချင်ပြည်နယ်မှာနောင်မောမြို့နယ်၊မန်စီမြို့နယ်၊ရွှေကူမြို့နယ်၊စကိုင်းတိုင်းဒေသကြီးမှာမင်းကင်း၊ဝင်းတို၊မော်လိုက်၊ကနေ၊ဆလင်းကြီး၊ရေအို တနင်္သာရိုင်တိုင်းဒေသကြီးမှာရေဖြူလောင်းလုံးရှမ်းပြည်နယ်မှာဖဲခုံမိုးနယ်မမန်းနယ်အမျိုးသားလက်တော်မှာမဲအများဆုံးရသူအနိုင်ယို FATP စနစ်နဲ့ကျင်းပမဲ့ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်၁တို့ဖြစ်ပါတယ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွတ်တော်မှာ FATP စနစ်နဲ့ကျင်းပမဲ့မဲဆန္ဒနယ်တွေဖြစ်တဲ့ကချင်ပြည်နယ်မှာရွှေကိုစကိုင်းတိုင်းမှာကောလင်းဝင်းတို့တမူဘူးတလင်းမော်လိုက်ကနီစလင်းကြီးရေအိုးတနင်္သာရီတိုင်းမှာရေဖြူနဲ့တရက်ချောင်း မကွေးတိုင်းဒေသကြီးမှာကန့်ကောရှမ်းပြည်နယ်မှာကြောင်မင်းမြို့နယ်တွေဟာလည်းကိုယ်စားလှယ်လောင်းတအုပ်ရဲတောင်ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။တိုင်းသားလူမျိုးမဲဆန္ဒနယ်မှာ FPTB စနစ်နဲ့ကျင်းပမဲ့မဲဆန္ဒနယ်တွေဖြစ်တဲ့ကချင်တိုင်းသားလူမျိုးမဲဆန္ဒနယ်အခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နဲ့ ကယန်းခေါ်ပတောင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တွေဟာလည်းကိုစလင်လောင်းတူရဲတောင်ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။အဆိုပါမဲဆန္ဒနယ်မြေ32နေရာအနက်ပြည်သူ့လွတ်တော်မိုးနယ်မဲဆန္ဒနယ်မှာရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကဦးဆိုင်ထွန်းလင်းရှမ်းပြည်နယ်အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာအာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကဦးထွန်းအောင်နဲ့ FPTP စနစ်နဲ့ကျင်းပမဲ့ရှမ်းပြည်နယ်အမျိုးသားလွတ်တော်မဲဆန္ဒနယ်အမှတ်1မှာဝအမျိုးသားပါတီက UM ဇော်လက်တို့ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။ ပြန်မမရှိဝင်ရောက်ရွေးချယ်ခံမဲ့ကြံမဲဆန္ဒနယ်မြေ28နေရာမှာတော့ပြည်သူ့ကြံခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကကိုယ်စားလှယ်လောင်းတွေဝင်ရောက်ရွေးချယ်ခံမှာဖြစ်တယ်လို့ UEC ရဲ့ထုတ်ပြန်ထားတဲ့အစည်းအဝေးအရသိရပါတယ်။သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေအရမဲဆန္ဒနဲ့တနယ်မှာရွေးကောက်ခံမဲ့ကိုယ်စားလှယ်လောင်းတအိုးရဲသာရှိပါကအဆိုပါမဲဆန္ဒနဲ့အတွက်ရွေးကောက်ပွဲကျင်းပခြင်းမပြုတော့ဘဲထုတ်ပုတ်ကိုကိုလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်းကြေညာရမယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။